ခွန်အား channel ကိုကြည့်ရှုနေကြသောမိဘတိတို့များအားလုံးစိတ်ချမ်းသာလို့ကုကြံပါကြပါစီကျွန်တော်ကတော့ဆရာကြီးလင်းလင်းရုံမောင်မောင်ဘာသာပြန်ရေးသားတော့မြစ်တာရှင်စေတနာရှင်ဂိယူနာရှင် သူတော်စင် မာတာထရီဇာဆိုတဲ့ဘာသာပြန်ဝတ္ထုကို ဖတ်ပြပေးမယ်သူစင်ပဲဖြစ်ပါတယ်အခန်းတိပရာဟိတာဤမူလအစား 1999ခုနှစ်စက်တင်ဘာ6ရက်နေ့တွင်မာတာထရီဇာကွယ်လွန်အနေဆရောက်ခဲ့ရောက်သွားခဲ့ရခြင်းသည်နိုင်ငံတကာမှတန်ပေါင်းများစွာသောတည်သူတည်သားများအတွက်20ရာစုနှစ်အတွင်းဘယ်အကြောင်းချင်းရာဘယ်တစ်ရက်နှင့်ညမတူလောက်အောင်အတိုင်းအဆပမာဏအားဖြင့်တူနိုင်မရသည့်အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးဖြစ်ခဲ့သည်ဤဆုံးရှုံးမှုကြီးသည်တာမန်လှုပ်ရှားကင်ဆာတည်သူများတင်ညာတက်များလူလက်တန်းစားများနှင့်အထက်တန်းလွှာလူလန်းစားများအထက် လူလောကဤအောက်ဆုံးအလွာမှာစည်ရင်သာနင်းပြများအစာရေစာငတ်မှုခေါင်းပါနေကြရှာသူများကျမ်းမာရေးထိခိုက်ရေးယောဂဝေဒနာခံစားနေကြရသူများအရေးတရားယောဂသည်များခြေတရက်လက်တရက်ဒုက္ခိတဘဝတို့ကြောင်းနေကြသူများနှင့်အကြောင်းနည်းမျိုးကြောင့်ပတ်ဝန်းကျင်အတိုင်းဝိုင်းဤစွန့်ပစ်ခြင်းခံရရသည့်အပေခံလူလန်းသားများအတွက်မိခိုအားထားရာညှင်းလင်းချက်တောင်ကြီးပြိုလဲသွားသူဖြစ်၍ထိခိုက်ခံစားခဲ့ကြရသည် အဘဲကြောင့်ဆိုသောမာတာထရီဇာသည်နိုင်ငံတကာမှမရေမတွက်နိုင်အောင်နံပြလှလှစွာသောအဆိုပါအပေခံလူဒန်းစားအတွက်အစအစအရာရာနှစ်ပေါင်းများစွာကိုဖိရင်ပြီးကိုညီဆောင်ရှောက်၍တတ်နိုင်သည့်အစွမ်းကုန်ထောက်ပံ့လာခဲ့သောကြောင့်ဒီမာတာထရီဇာအားတန်ပေါင်းများစွာသောကမ္ဘာတည်သူလူလူကြီးကမာတာထရီဇာမေရောထရီဇာဟု၍ချစ်ခင်ညီလိုယုံကြည်အားကိုးစွာယူယူကလေးခေါ်ခဲ့ခေါ်ခဲ့ကြတော်လဲ ကပကလသမကအကြီးအပောင်းဝင်နိုင်ငံတကာမှအစိုးရများအကြီးကြီးဆိုင်ရာအဖွဲ့အစည်းများနှင့်လူမှုရေးဘာသာရေးအဖွဲ့ချုပ်များကမူကလကတာမှမာတာထရီဇာမာတာထရီဇာအောင်ကလကတာဟူ၍ကလကတာနုအနီထင်းရှင်တွဲ၍တရားဝင်ခေါ်ဝေါ်ခဲ့ကြသည်ဤဒီမှာလည်းသူမသည်လွန်ခဲ့သောနှစ်ပေါင်း90တိုင်တိုင်ကလကတာနုတွင်နေထိုင်ခဲ့ပြီးကဘာရဲ့ရက်နိုင်ငံပေါင်း100ကျော်မှဒုက္ခသည်များ900စကန်ပေါင်း900ခန့်ကိုစီမံအုပ်ချုပ်၍ ကယ်တဲ့စောင်းလျှောက်ရေး bright တလုပ်ငန်းများကိုလုပ်ကင်ခဲ့ကြသောကြောင့် data ဆွဲခြင်းကလကလကလကတာမှမာတာထရီဇာဟုအနီးတွင်ကခေါ်ခဲ့ကြခြင်းဖြစ်သည်ဒုတိယလေမာတာထရီဇာအကြောင်းကောင်းစွာမလေးလာမသိရှိသူများကမာတာထရီဇာအားကလကတာမျိုးတွင်မွေးဖွားခဲ့သည်ဟုအမှတ်မထင်နားလည်နေခဲ့ကြသည်အမှန်စင်စစ်မာတာထရီဇာသည်အိန္ဒိယနိုင်ငံကလကတာမျိုးတွင်မွေးဖွားခဲ့သည့်အိန္ဒိယတိုင်းလူတစ်ယောက်မဟုတ်ပဲ ဥရောပတိုက်တွင်မွေးဖွားခဲ့သည့်ဥရောပတိုက်သူအမျိုးသမီးတဦးသာဖြစ်သည်။မာတာထရီကာ၏မိမနှစ်ပါးမှာအေဗီနီးယားမျိုးနွယ်များဖြစ်၍ယူဂိုစလဗ်နိုင်ငံစကော့ပင်စကော့ပင်နီတွင်1930နှစ်ဩဂုတ်လ28ရက်နေ့တွင်မွေးဖွားနေခဲ့သည့်သူမ၏အနီးရင်းမှအကနစ်ဖြစ်၍ငယ်နနီအတိအဆုံမှာအာနမူ အိုစာမိုချာစီယိုဖြစ်သည်မာတာထရီဇာခေါ်အကနတ်ဤမိဘညာမှာကုံစိမ့်တန်တန်ထီးပြီးတသမီနှစ်ယောက်နဲ့တားတယောက်ဖွာမွေးဖွာခဲ့ကြသည်မာတာထရီဇာသည်ကိုခန္ဓာတည်တည်တွယ်တွယ်ဖြင့်နတ်မောင်သောညလုံးအဆောင်ရှိသူကလေးဖြစ်သည်သို့သောခန္ဓာကိုယ်သည်ငယ်တလောက်စိတ်ဓာတ်မှာကြံ့ခိုင်ကြီးမား၍ဆွဲလုံးလံပြည့်စုံသည် သူမ၏နတ်မောင်သောညလုံးအဆောင်မှာလည်းအရာရာကိုလေးနက်စွာဆင်ခြင်စဉ်းစားပြီးအနာဂတ်ကိုရှုမျှော်သုံးသက်ခါ ညှော်လင့်ချက်ကြီးမားသူကလေးဖြစ်ခဲ့သည်သူမ၏ပါလာသောနှုတ်ခမ်းဆုံးမှာယုံကြည်မှုကိုအတိအဝဖော်ပြနေ၍စကားတရားတွင်လေးနက်သည့်ယုံကြည်ချက်ထင်သာပြောဆိုလေးရှိခဲ့သည်မိဘနှစ်ပါးသည်ငငယ်ရွယ်ဖြင့်စကကြီးစကချေများကိုလူကြီးပမာတျောက်တက်ဆိုတတ်သည်တမီလီအဂနက်စ်ကိုထိုစဉ်ကပင်သတိပြုမိခဲ့ကြသည်အဂနက်စ်သည်ကျောင်းနေချိန်ရောက်လာသောအခါရက်ကွက်တွင်ရှိ အစိုးရမူလာတန်းကျောင်းမှပင်တင်နာတင်ယူခဲ့သည့် တစ်ချိန်တည်းမှာပဲ agnes ဒီမူလာတန်းတင်နေတဲ့ကြာရင်ကျောင်းသူကျောင်းသားကလေးသူငယ်များအတွက်ဖွဲ့စည်းတည်ဆောင်လာသောကက်သလစ်ဘာသာ၏အရာမေရော tree ဝေအသင်းတွင်ပါဝင်ခဲ့သည်ဤသို့ဖြင့်ဆယ်ကျော်သက်အရွယ်ဆန်းနှစ်သမီးအယူဘဝတွင် agnes ဒီဘာသာရေးဘတ်တွင်ဆရာထက်တန်လာခဲ့ပြီးသူမဘဝကိုဘာသာရေးလုပ်ငန်းများဖြင့်တည်ဆောက်သွားရန်ဆုံးဖြတ်ခဲ့သည်ထိုမှတစ်ဆင့် ခရစ်တော်ဤဘာသာရေးအစိုးမှညာကို အစွမ်းကုန်လိုက်နိုင်၍တဏ္ဍာတိဥပွဲစီညာဤလှုပ်ဆောင်ချက်ညာကိုအစွမ်းကုန်စိတ်ပံဝန်စားလာခဲ့သည်ထိုအချိန်မှာပင်ယူဂိုစလက်ဖုံးတော်ကြီးညာသည်ကလာကတာညုခရစ်ယာန်ကိုင်းညာတီထောင်ဖွင့်လှစ်ထားသည်တဏ္ဍာတိကျောင်းညာတွင်တာဝန်ထမ်းဆောင်ရန်တွားရောက်ခဲ့ကြသည်အဆိုပါဖုံးကြီးညာသည်အိန္ဒိယနိုင်ငံကလာကတာညုတွင်တဏ္ဍာတိလုပ်ငန်းညာကိုဆောင်ရွက်ခြင်း ဆင်းရဲနှံပါသည့်အိန္ဒိယလူမျိုးများနှင့်ယောဂဝေနာခံစားနေကြသည့်အိန္ဒိယလူမျိုးများအားဤသို့ဤပုံကုညီဆောင်ရှာတည်သူထောက်ပံ့ခဲ့ရသည့်အတွေ့အကြုံများကိုစာတင်ရေးသားရေးယူကိုစလတ်နိုင်ငံသို့ပေးပို့ခဲ့ကြသည်စကော်ပီယန်မျိုးမှဆေဂျော်တက်ရဲ့အတူတန်အတူတန်ကလေးဘဝသို့ကြောင်းနေသောအဂနက်စတီကာလာကတာမျိုးမှဖုံးတော်ကြီးများရေးသားပေးပို့လိုက်သည့်စာများကိုဖတ်ရှု၍အထူးပင် အားကျနေခဲ့ရပြီးမိမိကိုယ်တိုင်ကလကတနယူသူတွားရောက်ကတာနာတိလုပ်ငန်းများကိုစောင့်ချလောက်ကန်ရန်ဆရာထက်တန်နေခဲ့သည်နောက်ဆုံးအဂနစ်သည်ဆက်ရှင်နှင့်သမီးအရွယ်၌အိုင်ယာလန်နိုင်ငံဒဗလင်မြို့တွင်ဖွင့်လှစ်ထားသောတိလရှင်ကျောင်းသို့တက်ရောက်ခွင့်ရခဲ့သည်ထို့ကြောင့်လည်းအင်္ဂလိပ်ဘာသာကိုပထမဆုံးသင်ကြားခဲ့ရသည်အင်္ဂလိပ်စကားမပြောတတ်သောအဂနစ်မှာကျောင်းသို့စာအုပ်ခစာရောက်ခါက ထမင်းစားကန်တွင်စင်စင်ရင်ဖြင့်ထက်တလူနေခဲ့ရသည်သို့သောဘာသာရေးကိုယုံကြည်ချက်နှင့်တာနာတိလုပ်ငန်းများတွင်ဆရာထက်တန်နေသောအဂနစ်တီစင်ရင်တီတန်ကိုကြံ့ကြံ့ခံ၍တင်နာကိုစီပူခဲ့သည်ကန်အားလျော်စွာအဂနစ်တီဒဗ်လင်းဒီလရှင်ကြောင့်မှအိန္ဒိယနိုင်ငံဒါဂျီနင်းမြို့သို့ဒီလရှင်ဘဝကူပြောင်းရန်ရောက်ရှိသွားခဲ့သည်သူမအဖို့ဟိမုံနာတောင်တန်းပေါ်မှဒါဂျီလင်းမြို့ကလေးသည်တောတောင်တဘာဝအလှပညာချင်းနှလုံးစိတ်ပွန်းချမ်းလေးပွဲကောင်းလာသည် ဒါဂျီလင်မြို့တဲ့အဂတ်အဂနစ်တီရုတ်တရက်တိလရှင်ဘွားတို့မခံယူသေးပဲတနာတိကျောင်းများတွင်အင်္ဂလိပ်နှင့်အိန္ဒိယကလင်များအားအင်္ဂလိပ်စာရပ်တိုးတင်နှံတင်ကြားပေးခဲ့ရသည်ထို့သောတိလရှင်အဖြစ်ရုတ်တရက်လက်မခံဘဲအချိန်ကြမ်းကြာနေခဲ့တော်လဲအဂနစ်တီစိတ်ဓာတ်မပြတ်လက်မလျှော့ပဲကျမအင်္ဂါထွက်လာလေကတိလရှင်ဘွားတို့ကူပြောင်းဖို့ဆုံးဖြတ်ပြီးထွက်လာခဲ့တာပဲ ကျွန်မလုပ်ခဲ့တာမှန်ပါတယ်ဘုရားသခင်ရဲ့လိုတော်ရဖြစ်လာမှာပဲဟုတ်ကြီးအတင်းထားခဲ့သည်ဤသို့ဖြင့်1932ခုနှစ်မတ်လ24ရက်နေ့တွင်အဂနစ်တီဒီလာရှင်ဘွားတို့တရားဝင်ရောက်ရှိသွားခဲ့သည်ထိုချိန်မှစ၍သူမ၏ဒီလာရှင်ဘွားကိုထရီဇာဟုခံယူခဲ့သည်ထရီဇာသည်ဟူသောအမည်မှာတင်တဲ့ဒီလာရှင်ကြီးသူတော်စင်စိန့်တာရစီကိုအစွဲပြုမှတ်ခေါ်ခဲ့ခြင်းဖြစ်သည် စိန့်တာရက်စီတီပြင်သစ်နိုင်ငံသားလန်ဒီလုပ်ငန်းများတွင် အထူးပင်ထင်ရှားကြေကြာခဲ့၍ထိုအနီ၏အတိတ်တွင်မှဖျားသခင်၏ပန်းပွင့်ကလေးဟူ၍ဖြစ်သည်ခရစ်ယာန်သာသနာကိုအစွမ်းကုန်ပွင့်လန်းအောင်ကြိုးပမ်းနေဟုတန်တိတ်တန်ချားထားသောထရီဇာသည်ထိုနာမည်ကို အထူးပင်နှစ်ကြိုက်ခဲ့လေသည်ထရီဇာသည်ညှော်မှန်းတောင်းတခဲ့သည့်ဒီလရှင်ဘွားသို့လုံလုံလားရောက်ခဲ့ပြီးနောက်ကာလာတရာမျိုးအင်တယ်လီရက်ကွတ်လိုရာကုံကို ီလရှင်များစူပေါင်းဖွင့်လှစ်ထားသည့်အထက်တန်းကျောင်းတွင်စာသင်ပေးခဲ့သည်ဒီလရှင်ဆရာလေးထရီဇာသည်ထိုကျောင်းတွင်တမိုင်းနှင့်ပထဝီဘာသာကို16နှစ်တိုင်တိုင်သင်ကြားပြသခဲ့ရသည်ဒီလရှင်များကိုဦးစီးအုပ်ချုပ်ခဲ့သောအဆိုပါအထက်တန်းကျောင်းသည်ကျန်ဝန်းကြီးမားလာ၏မင်္ဂလိညတာနေထိုင်ခွင့်ရသည့်အင်္ဂလိပ်ဘာသာသင်ကျောင်းလည်းဖြစ်သည်ကျောင်းစီကန်းနှင့်သင်ပြကောင်းမွန်မှုကြောင့်အချိန်ဝါကြီးမား၍အများကလေးစားခြင်းခံရသည့်ကျောင်းတွင် တယောက်တင်ချနေကြသည့်မင်းကလေး900နဲ့အရေးအတွက်အတော်များနမ်းမှလည်းကြောင်လန်ကမပေးနိုင်သည့်မိဘမဲ့ကျောင်းသူများတစ်ကြသည့်ကြီးမားခြေပြန်လာသည့်ထိုကျောင်းဝင်းကြီးအတွင်မှပင်စိန့်မေရီတာနာတိကျောင်းတကျောင်းတင်ကြရှိနေခဲ့ပြီးထိုကျောင်းမှာဘင်္ဂါလီဘာသာဖြင့်တင်ကြ၍ဘင်္ဂါလီကျောင်းသူကလေးများသာတယောက်တင်ကြခွင့်ပြုခဲ့သည်တင်လန်းရှင်လေးထရီဇာသည့်အထက်တန်းကျောင်းတွင်ဆရာမအဖြစ် တင်ပြနေခဲ့ရမှ1938ခုနှစ် မတ်လ24ရက်နေ့တွင်ကျောင်းဆရာမကြီးဖြင့်တောင်းပေးရခြင်းခံခဲ့ရသည်ထို့ပြင်သူမသည်အိန္ဒိယအမျိုးသမီးတိလာရှင်များအုပ်ချုပ်သောစိန့်အင်နီနမိတ်လေးကျောင်းကိုလည်းတွက်ဖက်အုပ်ချုပ်ခဲ့သည်တိလာရှင်ဆရာလေးထရီဇာအုပ်ချုပ်သောအဆိုပါမိန်ကလေးကျောင်းမှကျောင်းသူကလေးများသည်ကျောင်းအောင်ကြီးစီယောင်ဟောင်းပြမှုများကိုလက်ခံလိုက်နိုင်၍ကျောင်းနှင့်မနီမဝေမှဆက်ကာစေယုံသူကျောင်းပေးရတွင်ပုံမှန်တွားရခါလူနာများအားကုညီဆောင်ချောက်ခဲ့ကြသည် ထို့ပြင်အနီးနားမှစင်ရင်သားရက်ခွက်များတို့လည်းမကြာခဏတွားရောက်ကစင်ရင်သားနင်းပြများအားလိုအပ်သည့်ထောက်ပံ့မှုများတည်လို့ခဲ့ကြသည်ထို့သူဆေးရုံမှလူနာများနဲ့စင်ရင်သားရက်ခွက်မှငတ်မုတ်ခေါင်ပါဒုက္ခခံစားနေကြသည် သူများ၏အထက်ကိုကိုရဉ္ဇင်တွေ့ရ၏စေနာဝင်စေတနာဝင်တန်းပရိုက်တာလုပ်ငန်းများကိုပုံမလုတ်ကန်ရန်ရကင်ကာတ်ဆရာထက်တန်လာခဲ့သည် အဲ့ဒီလိုယောဂဝေဒနာခံစားနေရတဲ့လူနာတွေနဲ့အတိဒုက္ခရောက်နေကြတဲ့ဆင်းရဲသားတွေရဲ့ဘဝကိုကြည်ပြီးကျမဘယ်နေရာသွားနိုင်ပါမလဲဆိုတာတီးကြရပါတယ်။ဒါပေမဲ့အဲ့ဒီနေရာကိုဘယ်လိုရောက်အောင်သွားရမလဲဆိုတာတော့မတည်သေးပါဘူး။ဘူးရီတီလိုက်ရှင်စရာလေးထရီတာကရှေးတီဟောင်းကိုပြန်ပြောင်းအောင်မိကအမတ်တရားတောက်ချခဲ့သည်။ထိုချင်းထိုခါကကလကတာနယူဂျီမှာနတ်မုတ်ခေါမနေမှုများနဲ့ဆင်းရဲမွေတဲ့နေသူများဖြင့်တည်ကျပ်နေခဲ့ရုံသာမက လွတ်လပ်ရေးမရမီအချိန်ကလေးအတွင်းအိန္ဒိယနှင့်မွ슬င်ဘာသာရေးအယူသီးသူများ၏ပရိပခအထီးအထီးကယုံများကြောင့်ကျောင်းမဖွေရာအနေထားယုံများစုပေါင်းဆောင်ကြီးရမြို့ကြီးတမျိုးဖြစ်နေခဲ့သည်1946ခုနှစ်ဩဂုတ်လတွင်ပုံမှန်ထောက်ပံ့နေသောရိတ်ခါများမရောက်လာဘဲတက်လက်သွားခဲ့ရာဒီလရှင်ဆရာလေးထရီဇာကိုတိုင်စတားဖွေရနေဝေရန်ကာလာကလာနယူပင်တို့ထွက်လာခဲ့သည်ဤတွင် မြို့ကြီးအတွင်ရှိလမ်းမကြီးများပေါ်တွင်သာသနာရေးအထူးကြောင့်များကြောင့်တည်ဆုံနေကြသည့်အလောင်းများနှင့်သွေးတန်ရည်ရည်ဖြင့်ဒဏ်ရနေသူများကိုနေမကောင်းရှုမကောင်းအောင်ညင်တွေးကြရသည်ထို့အနှိမ့်ချယုံညင်ကွင်းများကြောင့်ထရီဇာသည်စိတ်ပြအားငယ်သွားခြင်းမထီယုံညမကသူမ၏တောင်းဝင်မှာသဘောတရားအာသဘောတရားအရာစီယုံဟောတယောက်ညုံဖြင့်မလုံလောက်ပဲစည်ရင်သားများအနက်မှအစဉ်အဆုံးအတိဒုက္ခရောက်နေသူများအားလက်တွေ့ ကိုထီလက်ရအတက်နိုင်ဆုံးကိုညီထောက်ပံဆောင်းလျှောက်ပြုစုသွားရန်လိုအပ်နေကြောင်းပုံမူသဘောပေါက်လာခဲ့ပြီးငါဟာသာသနာ့ညကြောင်းအဆောင်အုံတွေကိုစုံခွာပြီးစည်ရင်သားနေရတဲ့ချာမှာအတူနေထိုင်တွားလန်လှောက်ဆောင်ရင်ကိုညီဆောင်းလျှောက်ဖို့လိုလာပြီးဒါဟာဘုရားသခင်ရဲ့ဓာတိတော်ပဲဒီဓာတိတော်အတိုင်းလိုက်နိုင်ရင်ဘုရားသခင်အပေါ်မှာမြုံကြည်တဲ့စိတ်တက်ကိုအဲဒီပုံမှာယုံကြည်တဲ့စိတ်တက်ကိုဖောက်ပြရကြတော့မှာပဲဟူ၏ သူမစိတ်ထဲကဆန္ဒကိုပိုတင်းပြလာစေခဲ့သည်တကယ်တော့ဘုရားသခင်ဟာကျွန်မအတွက်လေးဝတ်တဲ့ယန္တနာတိုက်ကိုညွှန်ပြလိုက်တာပါပဲဒီလေးဝတ်တဲ့ယန္တနာတိုက်ကတော့တခြားမဟုတ်ပါဘူးကုသိုလ်ထည့်ပရာဟိတတဏ္ဍိလုပ်ငန်းတွေကိုလက်တိကျကျဆန္ဒသားဖို့ပါပဲဟူ၍တိလာရှင်ဆရာလေးထရီဒါကပြန်ပြောပြခဲ့ပါသည်ဤတို့ဖြင့်သူမဤအကြံစီနှင့်လှုပ်ဆောင်လို့သောပရာဟိတတဏ္ဍိလုပ်ငန်းများကိုဂိုင်းချုပ်ဘုန်းတော်ကြီးထံတင်ပြခွင့်ပန်ခဲ့ရာ ခန်းချုပ်ဖုံတော်ကြီးကသူမ၏ခွင့်ပန်းချက်ကို1948ခုနှစ်ဖေဖော်ဝါရီလတွင်ခွင့်ပြုလက်ခံခဲ့သည်ထိုချိန်မှစ၍ကာလကတ္တမြို့စင်ရတနရဲ့ကွန်ရသူလှည့်လည်သွားလာ၏။ကုညီဆောင်ရှာထောက်ပံ့ပေးကမ်းမှုများကိုဖျားရှိကိုကြောင့်ပရဝဏ်များ၏အတင်ပတ်သူထွက်၍ဆောင်ရွက်ရန်သူမ၏အကြံစီကိုလက်တွေ့အကောင်အထည်ဖော်ခွင့်ရလာခဲ့သည်။အတိဒုက္ခရောက်၍ငတ်မူခံပါနေကြသည့်စင်ရတတီသူများနှင့်ယောဂဝိညာဉ်ခံစားနေကြသူများအားလက်တွေ့ကြကြ ကယ်တင်ဆောင်ရှောက်ကျေးဇူးကုသနိုင်ရန်အတွက်ဦးစွာပထမပထမတီလာရှင်စီယာလေးထရီတာဒီကာလာကတာနျူမမိုင်၂40กว่าဝေးတော့ပရနာနျူတာနာတိကုသိုလ်ဒီစီယုံသူသွားရေတာနာတိတင်နန်းကိုတယောက်တင်ကြခဲ့သည်အဆိုပါတာနာတိကုသိုလ်ဒီစီယုံကိုမာတာတင်ကျဲဆိုသူတီလာရှင်မေတော်ကြီးတပါကတီထောင်ဖွင့်လေရေတီလာရှင်တူနာတိဆီယာမာလင်းနန်းနဲ့အတူအခေရီယောဂကုသရေး ခွဲစိတ်ကူတာရည်နှင့်လာဖွားလုပ်ငန်းများကိုလုပ်ကိုင်နေကြသည်ဒီလရှင်ဆရာလေးထရီဇာသည်အဆိုပါတာနာတိကုသိုလ်ဖြစ်စည်းုံတွင်တာနာတိပညာနှင့်ဒူနာတိပညာနှင့်ကျမ်းမာရေးဆိုင်ရာစေဝါကူတာမှုများကိုအာကျိုးမှန်တက်စေတတ်ထက်သန်စွာဖြင့်သင်ကြားလေ့လာခဲ့သည်1948ခုနှစ်ဒီဇင်ဘာတွင်ဒီလရှင်ဆရာလေးထရီဇာသည်ကာလာကတာနယူတိုပြန်လည်ရောက်ရှိလာခဲ့ရာအဖက်ဖက်မှရိုရင်းတက်စီ၍ဟိန္ဒူမွတ်စလင်လူမျိုး၏အထီးကေယုံများကြောင့်အနေထားယုံများ ဖုံးလန်းနေသောမြို့ကြီးကို တွေ့လိုက်ရသည်တို့ထင်ဆရာလေးထွေကြသည်အထီးကောင်များကြောင့်ထိခိုက်ဒဏ်ရာရနေသူများနှင့်အစာရေစာရှားပါတက်လက်နတ်မခေါင်ပါ၍လမ်းပေးမှာပင်ဝေဒနာခံစားနေကြရသူများအားအ мян ဆုံးတာဆောင်ဆောင်ထောက်ပံ့ကယ်တင်ရန်ကုသိုလ်ဖြင့်ဆေးရုံများနှင့်ဒုက္ခသည်ကယ်ဆယ်စခန်းနှင့်ကိုဖွင့်လင်းဆောင်ခဲ့သည်သို့သောဤနေ့လောက်ညံ့လာသည့်ဒုက္ခသည်များနှင့်ယောဂသည်များလူနာများကိုမိမိတရားဖြင့်စွန့်အားဖြင့်ကယ်တင်ဆောင်ဆောင်ရန်ခက်ခဲလာသည့်ဖြစ်ရာ ဆရာလေးထရီဇာသည်မိမိနှင့်စိတ်တူကိုယ်တူခရစ်တော်၏မေတ္တာစွာအကြီးမားမှုကို အလေးနက်ယုံကြည်ကြသည်တိလရှင်ဂလင်ညာ၏အကူအညီကိုစီယုံရယူကတဆွမ်းတမျှပရာဟိတလူငန်းများကိုစတင်လုပ်ကိုင်ခဲ့သည်ထူမန်တဆင်စေတနာဝန်ထမ်းလူငန်းများတွင်ဝါနာပါတီအမျိုးသမီးကလေးများပါပူပေါင်းပါဝင်လာခဲ့ကြရာတိလရှင်ကြီးလေထရီဇာဤပရိဒတ်သဏ္ဍာန်ဒီကုလသည့်စေတနာဝန်ထမ်းလုပ်ငန်းမှာအင်တိုင်းအာရန်ဖြင့်အောင်မြင်ထင်ရှားလာခဲ့သည် အထူးသဖြင့်လူရည်ထူတဲ့တလောက်မြို့နေလူလူဤကျမ်းမာအခြေအနေအကြီးအကျယ်ဆိုးဝါးနေကြနေကြသောကာလကတ္တညူကြီးမှမရှိစင်ရင်သားများငမ်းမောက်ခေါင်းမသူများနှင့်ကြေကျပေါ်များနေကြရာတိလရှင်စရာလေးထရီဇာဤပရာဟိတစေတနာဝန်တန်းလောအပ်ပြီးအဖွဲ့ဝင်များသည်နောက်ပေးလမ်းကြမှအနန္တဆိုးဝါးလာသည့်လမ်းရုံလမ်းကြများတွင် အစာရေစာတက်ငဲ့၏အာရုံချင်းကလဲကြနေသူများယောဂဝိညာဏကြောင့်တတိမေနေသူများအားကိုဖိရင်ဖိမယုံမရှာတူတူကြကြသည် အချို့သောယောဂသည်များမှာဝေဒနာအတင်းထန်ခံစားနေကြသဖြင့်တေလူမျိုးပါထင့်နေကြရာတိလရှင်လေးထရီဇာနှင့်စေနာဝင်နှင့်အဖွဲ့ဝင်များသည်တင်ငယ်သောဖြင့်ညောနေသောထိုလူငါများအား၎င်းတို့ကိုယ်တိုင်ဖွင့်ချီ၍နီးစာအနီးစိတ်ရန်စေယုံစေပေကံများသို့ပို့ဆောင်ပေးခြင်းမိမိတို့ဒုက္ခသည်များကိုကိုရစကံတို့ခေါ်လာပေးခြင်းဖြင့်ကျေးဇူးဆောင်ရှောက်ခဲ့ကြသည်ထို့သောတာနာတိကြောင့်များဤ ပရဝံမအတင်းတို့ထွက်၏စေတနာဝန်ထမ်းပရိဒကုသိုလ်ထည့်လုပ်ငန်းများကိုလုပ်ကင်ခဲ့ရာဒီလရှင်ဆရာလေးထရီဇာသည်ထူဇာသည့်အစီအစဉ်တရက်ကိုလှောက်ဆောင်ခဲ့သည်ယင်းအစီအစဉ်မှာမိမိတို့ကုသိုလ်ထည့်ဒါနာတိပရိဒလုပ်ငန်းဖွဲ့ဝင်အမျိုးသမီးများ၏ဝတ်ဆောင်များနှင့်ဝေယုံများကိုအခြားသောဒီလရှင်များနှင့်မတူကွဲပြားခြားနားစေရန်အတွက်ရိုးရိုးတာမန်အနိုင်ရောင်အဝတ်ဆောင်များနှင့်အထူးရောင်ဝေယုံများကိုမဝတ်စေဘဲအထူးရောင်စာရီဝေယုံများတွင် အပြာအစင်များအနာကုတ်ထားသည့်ဝိယုံများကို ဝစ်ဆင်စေခဲ့သည်ထို့သို့ဝစ်ဆောင်များပြောင်းလဲဝစ်ဆင်ရန်တာနာပိုင်းအဖွဲ့ချုပ်သို့ရှောင်ထားခဲ့ရာ1950ပြည့်နှစ်တွင် ပုံဟန်မင်းကြီး၏ဗာတီကန်တာနာပိုင်းကျောင်းတော်ကြီးမှထို့သို့စာရီဝစ်ဆောင်များပြောင်းလဲဝစ်ဆင်ရန်နှင့်ဖျားရှိခိုးကျောင်းများ၏ပရဝန်အထင်သို့ထွက်၍ပရာဟိတာစေနာဝန်များအလုံးများကိုလောက်ကင်ရန်တရားဝင်ခွင့်ပြုချက်ရရှိခဲ့သည်ထို့သို့ဒီလရှင်ဆရာလေးထရီဇာ၏ကုသိုလ်ဖြင့်ပရာဟိတာကဲတဲ့ဆောင်ရှောက်၏လုပ်ငန်းများ ကြီးမှကျေပြန်စွာအောင်မြင်လာသည်နှင့်အမျှအချို့သောပုဂ္ဂိုလ်များကတိလရှင်စီယာလိထရီဇာသည်အိန္ဒိယနိုင်ငံသားဟိန္ဒူများနှင့်မုဆလင်များအားကက်သလစ်ဘာသာဝင်များအဖြစ်ကူပြောင်းရန်စီရင်နေသည်ဟုလွဲမှားသာယူဆဆွဆွဲခဲ့ကြသည်ဒုတိယရင်းတို့ဆွဆွဲချက်များနှင့်ပတ်သက်၍တိလရှင်လိထရီဇာကကျမတို့ရဲ့ရွေးချယ်တဲ့အဓိကဦးတည်ချက်ကဘာသာတစ်ခုကနေအခြားဘာသာတစ်ခုကိုကူပြောင်းဖို့လုံအောင်မဟုတ်ပါဘူး။ကျမတို့လှုပ်ဆောင်နေတာက Christian Bishop တယောက်ကို ပို့ပြီးကောင်းတဲ့ခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်လာအောင်ဟိန္ဒူတယောက်ကိုပို့ပြီးကောင်းတဲ့ဟိန္ဒူဘာသာဝင်တယောက်ဖြစ်လာအောင်မွ슬လင်တယောက်ကိုပို့ပြီးတော့ကောင်းတဲ့မွ슬လင်တယောက်ဖြစ်လာအောင်လှုပ်ဆောင်နေတာသာဖြစ်ပါတယ်ဟူ၍အတီလင်းဖွင့်ဟန်ပြောကြခဲ့သည်ဒုတိယကုသိုလ်ဖြင့်တာနာဒီပရိဒအဖွဲ့ Missionary of Charity ကိုဖွဲ့စည်းရ၌ဒီလရှင်ဆရာလေးထရီဇာသည်ကိုယ်တိုင်စီနင်းများရေးဆွဲကား ကိုတိုင်ဟောင်ကျော်စီယုံခဲ့သည်ကုသိုလ်ဖြင့်တဏ္ဍာတိပရိုက်တာအဖွဲ့၏အဖွဲ့ဝင်အဖြစ်ပူးပေါင်းဆောင်နိုင်ရန်အတွက်အောက်ပါစီကံကြံညာနှင့်ပြည့်စုံရမည်ဟုတမတ်တရားထမ်းခဲ့သည်နံပါတ်1မှန်ကန်သောရှင်မန်းကြံညာဖြင့်ရှေးဆောင်မှုကိုခံယူရနည်းနံပါတ်2စင်ရင်သားများအားကိုညီဆောင်ရှောက်ယူသောဆန္ဒရှိ၍ကုသိုလ်ဖြင့်ပရိုက်တာလို့အဖွဲ့၏စီကံများအရနေထိုင်လုပ်ကိုင်သွားရမည် နံပါတ်3အခက်အခဲများကိုရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက်စေရောကိုပါကြံ့ခိုင်တန်ဆွမ်းရနီးနံပါတ်4တင်ညာဘဟုတ္တရှာမီရနီးအရာရာတွင်နေသားလက်ကျစီကန်းရှိစွာဖြင့်တကြွမှုရှိရနီးမှန်ကန်ထိရောက်သောဆုံးပြန်ဆုံးပြတ်ချက်များချမှတ်နိုင်စွာရှိရနီးအထက်ပါတမတ်ပြဋ္ဌာန်းချက်များဖြင့်ပြည်ဆောင်ပါကနီတိလူမျိုးမဆိုဆင်းရဲချမ်းသာမြေကုသိုလ်ဖြင့်ပရိဒ်စေနတ်ဝန်ထမ်းအဖွဲ့သို့ဝင်ရောက်နိုင်သည်ဟုဖော်ပြပါရှိခဲ့ပါသည်အထက်ပါတမတ် တရားထမ်းသာသည့်စီကံများအရာကုသိုလ်ထက်ပရာဟိတစေနာဝန်ထမ်းများမှဒီလရှင်စရာလေးထရီတာကောင်းဆောင်သောအဖွဲ့ဝင်များသည်ယောဂဝေဒနာပြင်းထန်သာခံစားနေသောကိုလက်အင်္ကာချုပ်တဲ့နေသည်ဒုဂိတစင်ရသားများကိုရီပြားယောဂတဲ့များကင်စာယောဂခံစားနေရသူများကာလာတာယောဂဖြစ်ပွားနေသူများစင်ချောက်ယောဂဖြစ်ပွားနေသူများအပါဝင်မရင်မတက်နိုင်သည့်ယောဂတဲ့ဝင်လာရှင်များအားတက်တက်ကြွကြစိတ်အားထက်သန်စွာဖြင့်ကိုပြည့်ရင်ပြီးစောင့်ရှောက်ဖိမခဲ့ကြသည် ခုတို့ဖြင့်စေနာဝင်နာပရိဒအဖွဲ့ဝင်များသည်ကာလကတာနှင့်တနည်းလုံးလမ်းမကြီးငယ်များလမ်းချိုလမ်းချများနောက်ဖေးလမ်းမများတို့ကိုယ်တိုင်တွားရောက်ခါကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ခဲ့ကြသည်ထို့သောအဆိုပါစေနာဝင်နာပရိဒလုပ်ငန်းအဖွဲ့ဝင်များသည်ကာလကတာမြို့ဂရိလမ်းတွေကလေးတွင်ကျဉ်ကျဉ်နှောင်နှောင်ဖြင့်စုပြုံနေထိုင်ခဲ့ရသည်ထို့ချိန်မှာပင်ဘင်္ဂါလီအတိုင်းဝိုင်းတွင် 1938ခုနှစ်မှာစ၍တာနန်တီလုပ်ငန်းများကိုဆောင်ရွက်လာခဲ့သောရိုမန်ကက်သလစ်ဖုံးတော်ကြီးဟင်ရီသည်ခရစ်ယာန်ဘာသာကိုအလေးနက်ယုံကြည်တောင်းဝင်နေသောမွတ်စလင်စီးပွားရေးလုပ်ငန်းရှင်တယောက်၏အကူအညီဖြင့်ကုသိုလ်ဖြင့်စေနာဝန်နှင့်အဖွဲ့ဝင်များအတွက်ကျန်ဝန်သောခြံကျဲကြီးကိုဈေးနှုန်းသက်သာများဖြင့်ဝယ်ယူနိုင်အောင်ကြိုးပမ်းကူညီခဲ့သည်အဆိုပါခြံကြီးကိုဝယ်ယူပါ၌ကလကတ္တမြို့မှဂိုင်းချုပ်ဖုံးတော်ကြီးကိုယ်တိုင်စင်ရန်ဝင်များစိုက်ထုတ်ပေးချေချေရေးတရားဝင်ဝယ်ယူခဲ့သည် တို့ဖြင့်ယခုအခါကာလကတ္တနယူဤဘဟုအချက်ချဘာဂျူလာလန်အမတ်၁၄ကမှကျန်ဝန်းသောခြံကြီးအတွင်အင်ကြီး၃လုံးတွင်ကုသိုလ်ဖြင့်စေနာဝင်နာပရိုက်တာအဖွဲ့ဝင်များကြွေကြွေဝုံဝုံတောင်ရွှေ့နေထိုင်ခဲ့ကြသည်တစ်ချိန်တည်းမှာပင်ဒီလရှင်ဆရာလေးထီဇာဤကယ်ဆယ်ရေးလုပ်ငန်းများသည်ဆွမ်းဆန်းတမန်ထင်ရှားကြိုကြားလာခဲ့ရမှာကာလကတ္တနယူသူမျိုးသားများအာနာပိုင်များစီးပွားရေးလုပ်ငန်းရှင်များနှင့်စင်ရင်သားထီသူများကမိခင်တယောက်ပေါ်မှာ မေတ္တာစေတနာအတေးဝါဖြင့်ကယ်ဆယ်ဆောင်းလျှောက်လာခဲ့သောဒီလရှင်စီယာလေးထရီဇာအားမေတော်တပါအဖြစ်တတ်မှတ်ကမာတာထရီဇာဟူ၏အလုံးကဂျင်ညိုလေးသာခေါ်ဝေါ်ခဲ့ကြရမှာထိုအနီသည်နောက်နှစ်ပေါင်း90ကျော်အထိထင်ပေါ်ကျော်ကြားလာခဲ့ပါသည်